ရော်ဒီကိုကိုမခေါ်ရလဲဘာမှမဖြစ်ဘူးအန်ဆိုကိုတော့လောကမထီနဲ့ပိတ်တယ်များလုံးမဲမိပါဗျာဘလူးလိုင်းကင်းကနေပြန်လဲချိုးလိုက်ပါရင်လက်ရှိချိန်မှာတော့ချဲစီအသင်းရဲ့တောင်ပန်တိုင်းစင်ကစားမခေါ်ယူမှုဖြင့်ရီယယ်ကစားမရော်ဒီကိုကရေပန်းစားလာခဲ့ပါရင်ဘရာဇီးသတင်းတွေရဆိုရင်ချဲစီကရော်ဒီကိုကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့တော့မှပြင်ဆင်နေပြီလို့ဆိုကြပါရင်ဒါပေမဲ့ဒီကိစ္စကဒီလောက်ထိမရောရှင်းပါဘူးနည်းနည်းလောက်ရှုပ်ထွေးပါရင် ရီယန်ဆိုတော့အရန်ကိုလဲတဲ့အသင်းမှာရော်ဒီဂိုကို၅ဆပြည့်အသုံးချပြီးချဲစီအသင်းစီကနေအန်ဆိုကိုများနေတာဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ရော်ဒီဂိုကိုခေါ်ခြင်းအန်ဆိုကိုပါအပြောင်းအရွှေ့ရဲ့တစိမ့်တစ်ပိုင်းအဖြစ်ပေးရမယ်ဆိုတာမျိုးရီယန်ဘက်ကဂွင်းစင်နေတာပါ။ ဥပမာ answer ကို Rory Black ယူတန်း30ဆိုတဲ့ပုံစံမျိုးနဲ့လာမှာဖြစ်ပါတယ် Rory ကခြေဆွမ်းကောင်းနေရှိတဲ့ကစားမလို့ပဲပြောလို့ရပြီထိတ်တန်းအဆင့်မှာရှိတယ်လို့ကျွန်တော်ကတော့မမြင်မိပါဘူးဒါတော့မှ Rory ကရဲ့ပြောင်းရွှေ့ခြေကို Rory ရဲ့ဘက်ကယူတန်း130လောက်အထိကိုလိုချင်နေတာပါဝေကြီးဖောင်းွားလာတဲ့ခင်မျိုးမှာပြောင်းရွှေ့ခြေကအများကြီးဖြစ်လာတယ်ဆိုပေမဲ့ Rory ရဲ့ခြေဆွမ်းရာဒီပြောင်းရွှေ့ခြေပေါ်မှာလာကြီးကဘလုံးမကိုလက်ခံပေးနိုင်စရာအကြောင်းမရှိပါဘူး Rory ရဲ့ဘက်ကတော့ Tony Cruz လို Kela Pass ကောင်းတဲ့ကွင်းလယ်ကစားမတယောက်ကိုလိုချင်နေပြီ Bruno Ancelo နဲ့တင်းနေထွက်နေပါတယ် အန်ဆိုကဘရူနိုထက်အသက်အရွယ်အားဖြင့်အများကြီးပိုနေတာကြောင့်ရီယယ်ဘက်ကအန်ဆိုကိုပုံပြီးတော့လိုချင်နေပါတယ်။ဒါကြောင့်တောင်ဝမ်တိုက်စစ်မှုရှာနေတဲ့ချဲစီအတွက်ရီယယ်ကရိုဒီဂိုကိုတည်တငြိမ်လှုပ်လာခဲ့တာဖြစ်ပါတယ်။ချဲစီပြိတ္တတွေကတော့ရိုဒီဂိုကိုမခေါ်ရလဲဘာမှမဖြစ်ဘူး။အန်ဆိုကိုတော့လုံးဝမထိနိုင်ဆိုပြီးဗိုလ်လေးတို့ကိုပြောဆိုနေကြပါတယ်။